အဲဆိုအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ကတော့ကိုဝင်းတက်ဖြစ်ပါတယ်ကုတ်ကြီးရဲ့ဖောင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကုတ်ကြီးရဲ့နောက်ထပ် lesson လေးတစ်ခုကတော့ဘာကိုဆက်လုပ်သွားမှာလဲဆိုတော့ဒီ digital input သင်ခန်းစာလေးဖြစ်ပါတယ်တနည်းအားဖြင့်တော့ digital စာစာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲဆို digital ဆိုတာဘာလဲပေါ့နော် digital ဆိုတာကျွန်တော်ဖွင့်ပိတ်တော့ပေါ့နော်1ရှိတယ်0ရှိတယ်1ဆိုတာဖွင့်တယ်0ဆိုတာပိတ်တယ်ပေါ့နော်ဒီလိုပုံစံမျိုးဖြစ်ပါတယ် အဲ့တော့ဒါကတော့အဖွင့်အတွက်ပေါ့နော်ကျွန်တော်တို့ဟုတ်ပြီသူ့အင်ပွင့်နေနဲ့ဖမ်းချင်တယ်ဆိုရင်ဘာရှိလဲဆိုတော့1ရဲ့0ပဲပဲရှိပါတယ်ခလုတ်ကိုနှိပ်ထားရင်ကျွန်တော်တို့က1ကို1တန်ဖိုးရမှာဖြစ်ပြီးရောခလုတ်ကိုလွှတ်ထားမယ်ဆိုရင်0တန်ဖိုးရမှာဖြစ်ပါတယ်နော်အဲ့တော့အာယုံခံကရိယာတစ်ခုရှိတယ်ဆိုပါဆို digital sensor တစ်ခုရှိတယ်ဆိုပါဆိုအဲ့ digital sensor လေးကဥပမာကျွန်တော်တို့အာယုံခံမိတယ်ဆိုရင်သူကကျွန်တော်တို့1ပေးမယ်တခုခုအာယုံခံတာမရဘူးဆိုရင်0ပေးပါတယ် အဲ့ဒီပုံမှာမူတီကျွန်တော်1ဖြစ်တယ်ဆိုရင်ဘာဆက်လုံးမလဲ0ဖြစ်ရင်ဘာဆက်လုံးမလဲဆိုပြီးတော့တွက်ချက်ရတာမျိုးဖြစ်ပါတယ်။ Okay ပါဆိုတော့အဲ့ဒါလေးကိုကျွန်တော်တစ်ချက်လောက်သွားလိုက်ရအောင်ပေါ့နော်။ဥပမာကျွန်တော်တို့ဒီတင်ကားကလေးတွေကိုသွားပြီးတော့အဲ့ဒီမှာ project simulation လေးကိုလုပ်ပါမယ်။နော်။ project simulation ကိုလုပ်မယ်ဆိုတော့ဒီမှာ circuit ကလေးကိုကျွန်တော်ရွေးလိုက်တယ်။ရွေးလိုက်တဲ့ဆိုဟုတ်ပြီကျွန်တော်ဒီမှာရွေးလိုက်ပြီ။ရွေးလိုက်ပြီဆိုကျွန်တော်ဒီတစ်ခါလုံးမဲ့ digital သင်ခန်းစာလေးရတော့ push button လေးဖြစ်ပါတယ်။ဒါကတော့ Arduino သင်တန်းတွေအရင်တို့သင်ခန်းစာတွေလိုက်လုပ်တဲ့သူတွေတော်များများကတိမာဖြစ်ပါတယ်เนาะဒီ digital sorry push button လေးတွေက digital sensor တော့ဒါသင်လို့အကောင်းဆုံးလေးဖြစ်တယ်ဆိုရမှာပေါ့เนาะအဲ့တော့ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ push button ကိုတုံးပြီးတော့ဘာလို့မှလဲဆိုလို့ရှိရင်ကျွန်တော်တို့က digital input ကိုဖမ်းมาဖြစ်ပါတယ်เนาะအဲ့တော့ sensor ဆိုတဲ့သဘောတရားကိုကျွန်တော်တို့က ဒီခက်ကလေးနဲ့လုံးမှာဖြစ်တယ်အဲ့ဆန်းစားဆိုးအကိုကျွန်တော်အော်ဆော်ရီမချိုးပေါ့ဆန်းစားဆိုးအကိုလုံးစစ်ခြင်းနဲ့ဆက်မှတ်ထားပါကျွန်တော်ဆန်းစားတန်းရအပောင်းရဲ့အနှုတ်ရဲ့ဆိုပြီးတော့ကျွေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အပောင်းရဲ့အနှုတ်ရဲ့ကိုကျွေးခြင်းနဲ့ဆိုရင်လို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်ဒီ push button လေးရဲ့ဒါသူကဒီဘက်ကတစ်ချောင်းဒီဘက်ကတစ်ချောင်းနှစ်ချောင်းရှိတယ်ပေါ့နော်ခြေတော်နှစ်ချောင်းရှိတယ်လေးငုတ်ဆိုပြီးမဲ့လို့ဒီနဲ့ဒီတစ်ခုနဲ့တစ်ခုကသူက ဒီမှာဆို 1a ဒီမှာဆို 1b လို့ပြတယ်ဒီမှာဆို 2a 2b ဆိုပြီးတော့ပြတယ်အဲ့တော့1ရဲ့2ဆိုပြီးတော့နှစ်ချောင်းမရှိတော့ဘောเนาะဒါကသူကဆက်လို့ရရနေရတာ၄မျိုးရှိပြီမဲ့လို့ဒီဘက်ကတစ်ချောင်းတက်တက်ဒါတစ်ချောင်းတက်တက်ဖြစ်ပါတယ်ဘောเนาะအဲ့ဒီကျွန်တော်တို့ကဟုတ်ပြီ push button လေးကိုဆန်းဆောင်းလေးနဲ့သုံးမယ်ဆိုရင်ဆောင်းကကျွန်တော်ပြောခဲ့အနီးရဲ့အနက်ရဲ့ကျွေးရမယ်ဘောเนาะအဲ့တော့တစ်ဖက်ကိုကျွန်တော်တို့ကအနီးကိုအပေါင်းကိုလုံးဝကျွေးလိုက်မယ်ဘောเนาะဒီမှာဆို5ဖို့ထွက်တယ်5ဖို့ထွက်တဲ့အပေါင်းကိုဒီခြေရောက်လေးရဲ့ငုတ်တငုတ်ကို လိုအပြည့်ကျွေးလိုက်မယ်ပေါ့နော်အပေါင်းလေးပေးလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီဘက်ကိုကျွန်တော်အနှုတ်ဆက်ပါမယ်အနှုတ်ဆက်တဲ့အခါမှာကျွန်တော်ဒီကောက်ဆန်ဆာလေးနဲ့တုံးချင်တာဖြစ်လို့တိုက်ရိုက်တော့ကျွန်တော်တို့ကမဆက်ဘူး resistor လေးခံလိုက်မယ် resistor လေးခံပြီးဒီမှာ resistor လေးကိုကျွန်တော်တန်းကီလို့အုံးဆိုပြီးတော့သူ့ရဲ့ခုခံမှုနှုန်းကိုမြင့်လိုက်မှာဖြစ်ပါတယ်နော်မြင့်ပြီးကျွန်တော်ဒီမှာ GNDE ကိုကျွန်တော်ကအဲ့ဒီမှာလာဆက်မှာဖြစ်ပါတယ်နော် okay ပါအဲ့တော့ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင် black လေးရပါပြီ အဲဒီလိုမျိုးဆိုလို့ရှိရင်ဒီဟာဆိုကျွန်တော်ဒီ pattern လေးကိုနှိပ်လိုက်တာနဲ့ဒီပိုင်းနဲ့ဒီဘက်ကအပေါင်းဘက်ကလျှက်စီးရဲ့ဒီ resistor ဖြစ်လာတဲ့အနှုတ်ကလေးရကဒီမှာလာပြီးတော့ပေါင်းစည်းသွားမှာဖြစ်ပါတယ်နော် ပေါင်းစည်းလို့ရှိရင်တေချာရာကဘာတန်ဘူးဝင်နေမလဲဆိုတော့အပေါင်းနဲ့အနှုတ်တန်ဘူးကိုတလဲစီဖြစ်နေမှာပေါ့နော်ဒီလိုမျိုးလေးတော့ဖြစ် ဖြစ်ပါတယ်ဒါပေမဲ့လို့အပေါင်းတန်ဘူးကပဲအများကြီးဖြစ်မှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့တွေကခုဘာလုပ်မှလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် အဲကျွန်တော်တို့ဘာလို့မှလဲဆိုလို့ရှင်ကြတော့ digital input ကိုဖမ်းမှာပေါ့နော်အဲ့တော့မိတ်ဆွေတို့တစ်ချက်စဉ်းစားကြည့်ပါကိုက digital ဆိုတဲ့ပမာဏကိုကိုကဖမ်းမှာဆိုလိုချင်တာပေါ့လိုချင်တယ်ဆိုတစ်ဖက်ကဘာဖြစ်ဖို့လိုလဲဆိုတော့ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါကတော့ကျွန်တော်ဒီလျှက်စစ်ကိုထုတ်ပေးတဲ့ကောင်ပေါ့နော်ကျွန်တော်တို့ကဒါဆိုရင်ထုတ်ပေးတဲ့နေ့ကောင်ရှိမှကျွန်တော်လက်ခံတဲ့ကောင်ကလုပ်လို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာခွင်ကိုသွားပြီးရိုက်လိုက်မယ်တကယ်ဒီနေရာမှာစိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီပင်နဲ့ဒီပင်အတူတူပဲဆိုကျွန်တော် ဒီဘက်ကထိတ်မှာပဲလာပြီးတော့ဆက်လိုက်ပါမယ်လှတော့ပေါ့နော်โอเคပါဒါလည်း orange လေးပြလိုက်ပြီဒါဆိုခွင်ရနေပြီးတော့ကျွန်တော်တို့ကခလုတ်နှိပ်ထားလားမနှိပ်ထားလားဆိုတော့ဒီဘလို့ခေါ်မလဲဆိုတော့အာယုံကိုအာယုံခံလို့ရပါတယ်ပေါ့နော် digital အာယုံကိုခံလို့ရပါတယ်နှိပ်ထားရင်ခွင်ရနေပြီး1တန်ဖိုးရမယ်မနှိပ်ထားရင်တော့ခွင်ရနေပြီးတော့0တန်ဖိုးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဟိုဘီနှိပ်ထားရင်ဘာလို့ဝိုင်းရပြီးမနှိပ်ထားရင်ဘာလို့0ရမှာလဲဆိုပြီးတစ်ချက်ပြောချင်ရှိတာပေါ့နော် အဲ့တော့ဟုတ်ပြီဒီမှာဆိုရင်ဒီ pattern လေးမှာဟိုဘက်ကတစ်ချောင်းတစ်ချောင်းဒီဘက်ကခြေရောက်တစ်ချောင်းဆိုပြီးနှစ်ချောင်းရှိတယ်တစ်ဖက်ကိုအပေါင်းဝင်နေတယ်တစ်ဖက်ကိုအနှုတ်ကို resistor နဲ့ဝင်နေတယ်ပေါ့နော်အဲ့တော့တာမန်ခလုံးမနှိပ်ထားဘူးဆိုလို့ရှိရင်ဒီအပေါင်းကဒီတိုင်းလေးပဲဖြစ်နေမယ်ဒီအနှုတ်ဘက်ကိုစီးမသွားဘူးပေါ့နော်အနှုတ်ဘက်ကိုစီးသွားခြင်းမရှိဘူးအဲ့တော့အနှုတ်ကပဲတည်တံ့သွားနေတဲ့အတွက်ကြောင့်မလို့ခလုံးမနှိပ်ထားခင်မှာအနှုတ်အနှုတ်ပါဝါပဲတည်တံ့ဝင်သွားတဲ့အတွက်ကြောင့်မလို့0ဖြစ်ပါတယ်တကယ်လို့ခလုတ်ကိုကျွန်တော်တို့ကနှိပ်လိုက်တဲ့အချိန်မှာဒီဘက်ကအပေါင်းက ဒီဘက်ကိုကြော်ပြီးတော့စီးလာတယ်။အဲ့ချိန်မှာဒီဘက်ကအနုတ်ကကျတော့ resistor ခံထားနေကြအောင်လို့အနုတ်ပမာဏကအပေါင်းကိုမလွန်ဆန်နိုင်တော့ပါဘူး။မလွန်ဆန်နိုင်တော့ကျတော့ဒီဒီ line ထဲမှာကျွန်တော်အပေါင်းလျက်စီဝင်သွားတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ0မဟုတ်ဘဲနဲ့1ဖြစ်သွားတာဖြစ်ပါတယ်။နော်။ Okay ပါ။အဲ့တော့လောလောဆယ်ဗီဒီယိုလေးရှင်းနေမှာဆိုလို့နောက်ထပ်ပြီးမှပဲကျွန်တော်ထပ်ပြီးပြောပြပေးပါမယ်နော်။အဲ့ခလုံးမနှိပ်ထားရင်ကျတော့0ဖြစ်ပြီခလုံးနှိပ်ထားရင်ကျတော့1ဖြစ်သွားပြီပေါ့အဲ့တော့ကုတ်ကလေးနဲ့ကျွန်တော်တို့ကဒါကိုပေါ်ပြရအောင်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က digital digitn digital inbut input ဆိုပြီးရိုက်ချလိုက်မယ်နော်အဲ့တော့ဒီလိုအပ်တဲ့ဟာလေးမလိုအပ်တဲ့ဟာလေးကိုဖြောက်မယ် okay အဲ့တော့ကျွန်တော်တို့တွေကဘာသုံးပါလဲဆိုတော့ cda ကိုကျွန်တော်တို့က line တစ်ဆင့်ပြီးပြမိဆိုတော့နှိပ်လိုက်မှာနော်ဒီမှာဆိုရင် line တစ်ဆင့်ပြီးတော့ပြမိပြမိဆိုလို့ဒီချိန်မှာကျွန်တော်တို့က cda ကိုသုံးမယ်ဆိုရင် cda ကိုကျွန်တော်က begin ခေါ်ရမယ်ပေါ့နော်6.6ဟာချိတ်ဆက်ဆိုပြီးလုပ်လိုက်မယ် ဒီတက်မှာထည့်လိုက်မှာပေါ့ဒါဆိုရင် serial begin ဒီမှာ900 9060ဟန်အတွက်ပေါ့နော်ဆစ်ဟန်အတွက်ပေါ့နော်အဲ့ဆို96နဲ့စတင်ပြီးလို့ရှိရင်ဒီမှာစာသားလေးကိုပေါ်ပြမယ်ကျွန်တော်ကဒီတစ်ခါမှာဘာကိုစာသားကိုပေါ်ပြမှာမဟုတ်ဘူးဘာကိုပေါ်ပြမှာလဲဆိုတော့ကျွန်တော် စာစာတန်ဖိုးကိုပေါ်ပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဖွင့်ပိတ်ကနေပြီးတော့ဖွင့်ပိတ်ဆိုတာ digital ပေါ့နော် digital မှာကျွန်တော်ဒီမှာတန်ဖိုးပေါ့တန်ဖိုးဆိုအဓိကသူ့ရဲ့စံစာပေါ့နော်ဘယ်လောက်လဲဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်ပင်နံပါတ်ကခွင့်ဖြစ်ပါတယ် ဲ့ဒီမှာကျွန်တော်ခွန်ရက်တန်ဖို့ကျွန်တော်တို့ကဖော်ပြมาဖြစ်တယ်ပေါ့နော်အဲ့ဒီမှာခွန်တန်ဖို့ကိုဖော်ပြมาဖြစ်ပါတယ်အဲ့ဒီမှာဆိုရင် CD ရဲ့ print line ဆိုပြီးတော့ဒါ line တစ် line ဆင်းပြီးတော့ပြချင်တယ်မလို့ပြီးတော့ဒီခွန်နံပါတ်ကိုခွန်နံပါတ်ကရလာတဲ့ sensor တန်ဖို့ကိုပြมาဖြစ်တယ်ပေါ့ပြီးဒီမှာ copy code ဆိုပြီးလုပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာ code ထဲမှာသွားပြီးတော့ပြင်လိုက်ရုံပါပဲ touch ကိုပြောင်းမယ် okay okay so ပြီးရင်ကျွန်တော် code ကို run လိုက်မယ် မစီရီယို6000နဲ့စတင်ပြီးတော့စီရီယို print လုပ်မယ်ပေါ့ဒီမှာဆိုစီရီယို monitor လေးကိုကျွန်တော်ကဒီမှာတွေ့လိုက်ပြကင်မရာလေးနဲ့ကွယ်တယ်နော်အောက်နားလေးမြင်ဒီမှာမြားလေးအောက်အောက်ချီချီနော်ဘလို့ခေါ်မတွေ့လိုက်ပြဒီမှာမြားလေးအောက်မှာစီရီယို monitor လေးပါလာလိုက်ပါမယ်အဲ့မှာ0ဖြစ်နေပါတယ်နှိပ်ကြည့်လိုက်တဲ့အချိန်မှာ1ဖြစ်နေပါတယ်အဲဒီလိုမျိုးပေါ့ဒါဆိုရင်ကျွန်တော်တို့က digital မှာ digital စာစာကိုအောင်မြင်စွာကျွန်တော်တို့ကအသုံးချလိုက်တာဖမ်းလိုက်တာပေါ့နော်အဲ့မှာကျွန်တော်0တွေ1နေဒီတိုင်းပြနေရအောင်မိတ်ဆွေတို့မလိုချင်ရင်ဒီလိုမျိုးလေးလုံးနိုင်ပါတယ်ဒီမှာဆိုကျွန်တော်တို့ကအဲ့ဒီဟာကိုခဏကနေစသားတို့ဆိုပြီးတော့စသားလေးပြောင်းလိုက်မယ်အဲပြီးတော့ကျွန်တော်တို့ကနေပြီးတော့စသားလေးကိုပြချင်တဲ့စသားလေးနဲ့ပေါင်းဆက်ချင်တယ်ဆိုဒီမှာ အဲ့ဒီမှာဆက်ဆိုပြီးစာသားနဲ့စာသားဆိုတာလေးကိုထည့်လိုက်မယ်ပြီးရင်ဒီမှာစာသားတို့ဆိုတဲ့နေရာမှာနောက်ကစာသားကိုထည့်ပြီးတော့ရှေ့ရစာသားတော့ကျွန်တော်တို့ကနေပြီးတော့ဒီမှာ DIGIT digital value ဆိုပြီးတော့ digital value ဆို digital တန်ဖိုးပေါ့ဗျာ digital တန်ဖိုးကတော့1လား2လားဆိုပြီးဒီမှာပေါ်ပြလို့ရတာပေါ့နော်အဲ့ဒီလိုမျိုးအဲဒီမှာ digital ဆိုပြီး digital ပေါ့နော်ဒါဆို copy code ဆိုပြီးကျွန်တော်လုံးလိုက်မယ်ဆိုရင်အဲဒီမှာဘယ်လိုပြန်ဖြစ်သွားမလဲနော်ပြန် run ကြည့်မယ် ့ဒီမှာ digital value က0ဖြစ်နေရနော်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ digital value က1ဖြစ်သွားပါပြီနော်အဲဒါမျိုးလေးပါဒါဆိုရင် sonic ကဒီတိုင်း010ပြတာထပ်စားလို့ရှင်ပို့ပြီးတော့ဖက်ရလဲလွယ်ကူသွားတာပေါ့နော်ဒါကတော့စာသားလေးတွေဆက်တယ်ဒီမှာဆိုကနန်ကနေပြီးတော့စာသားကိုပြန်ပြောင်းတယ်နော် deploy လေးတွေလိုတယ်ဒါမျိုးလေးသုံးတက်အောင်လုပ်တာတခါလဲပြလိုက်လို့ဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ဒီတခါဆက်လုံမှာပါလဲဆိုအဲဒီမှာဒါစာစာတန်ဖို့ကျွန်တော်ဖမ်းပြတာပေါ့နော်ပေါ်ပြပြီးသွားပြီဆိုတော့ဒါမလိုတော့ဘူး ဒီတန်ဖိုးကိုကျွန်တော်1နဲ့ညီတယ်ဆိုလို့ရှိရင်ဒီမှာဒါစသားညီလင်းပေါ့ဒီမှာဆိုကနန်းညီလင်းကိုဆက်ရမှာအဲ့တော့ဒီမှာဒီတန်ဖိုးကဘာနဲ့ညီမလဲဆိုတော့ဒီမှာကနန်း1ပေါ့နော်ကနန်း1ကဒါမြန်မာလိုရေးလေရတယ်အင်္ဂလိပ်လိုရေးလိုက်ဒီမှာဆိုတခါတည်းမြင်နေရတယ်ပေါ့နော်ဒီမှာဆိုရင်စသားတန်ဖိုးဘိုးခွင်က1နဲ့ညီမယ်ဆိုလို့ရှိရင်တဲ့ပြောချင်တာနှိပ်လိုက်မယ်ဆိုရင်ဒါ1တန်ဖိုးရမှာပဲလေ1တန်ဖိုးရမှာဆိုတော့1နဲ့ညီရဆိုရင်ဒါနှိပ်ထားရလို့ပြောရမှာပေါ့နှိပ်ထားမယ်ဆိုရင်ဘာလုံးမှာလဲမနှိပ်ဘူးဆိုရင်ဘာလုံးမှာလဲဆိုတော့ အခြေအနေနဲ့မျိုးရှိရဲအဲကြောင့်ကျွန်တော်ဖြစ်လင်သူမဟုတ်ဆိုတော့ဖြစ်လင်မဟုတ်လင်ဆိုတော့ယူပြီးပြီးတော့ဒီထဲမှာထည့်လိုက်မယ်သူအခြေအနေကိုစစ်တယ်ခွင့်ရတံမို့ပိတ်ပွက်ပိတ်လာဖွင့်လာဆိုစစ်တယ်အဲဒီအချိန်မှာနှိပ်ထားရဆိုတော့ဒါကနတဲ့နဲ့ညီရဲဆိုတာနှိပ်ထားတာပဲလေနှိပ်ထားရင်ဒီထက်မှဖြစ်လင်ဆိုတဲ့ထက်မှလုံးမယ်မနှိပ်ထားရင်မဖြစ်မဟုတ်လင်းနဲ့မှလုံးမယ်အဲ့တော့ကျွန်တော်မီးသီးလေးတစ်လုံးကိုဖွင့်ပိတ်လေးနဲ့ပြမယ်အဲ့တော့73ကိုဖွင့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့မီး73ကိုပိတ်လိုက်မယ်ဒါဆို73ကိုဖွင့်နေဒါဆိုရင် မဟုတ်ရင်73ဟိုဒီမှာပိတ်မှာဆိုတော့ low ဆိုတော့ပြောင်းမယ်ဒါဆိုဒီဘက်မှာလည်းပြောင်းသွားပြီเนาะမ copy code ဆိုပြီးကျွန်တော်တို့ဒီဘက်မှာတခါလေးလုံလိုက်မယ်ကျွန်တော်တို့လိုချင်တာကတော့မီးသီးလေးတစ်လုံးတော့ပြဖို့လိုသေးတာပေါ့เนาะ simulation မလုပ်ခင်မီးသီးလေးတစ်လုံးတော့တက်လိုက်ပေါ့เนาะအဲ့မချွတ်အောင်တော့ resistor လေးတော့ခံပေါ့เนาะ okay ပါဒီမှာ okay ဒါဆိုရင်ကျွန်တော်ရပါပြီ simulation လေးကိုကုတ်ထက်ပြီးတော့စပြီးတော့ run လို့ရပါပြီ နော်မီဒီလေးကိုနှိပ်လိုက်မယ်ဆိုရင်အဲလင်းလာပါပြီနော်ဒီမှာ serial monitor မှာဘာလို့မပြလဲဆိုတော့ကျွန်တော် serial begin လုပ်မထား sorry serial print line လုပ်မထားလို့ပါအဲ့တော့ message လို့ပြချင်နေဆိုရင် serial print line လေးလုပ်ပြီးတော့ပြချင်လဲပြလို့ရပါတယ်စောနကလိုမျိုးလေးပေါ့နော်အဲ့ဒီမှာ serial computer ကိုအဲ line စင်ပြီးပြမယ်အဲ့ဒီချိန်မှာ စာသားလေးစာသားကိုခုနကလိုပြချင်လဲရသလိုဒီမှာတိုက်ရိုက်ကဏ္ဍကိုတိုက်ရိုက်ပြပြီးတော့လုပ်လို့ရတယ်ဒီမှာ copy code လုပ်ပြီးတော့ပြန်ပြမယ် โอเคဒီမှာ simulation ကို install လုပ်အောင်ပါเนาะ install လုပ်ပြီးတော့ပြန်ဆမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က cloud ကလေးနှိမ့်မှာပဲဗျာဖြစ်မလဲမီးလင်းမယ်အဲ့ဒီအချိန်မှာလဲဒီမှာ serial မှာလဲ0တွေ run နေရအမြဲတမ်းပြောင်းလဲနေပါတယ်ဒါတော့ကျွန်တော်ရဲ့ဒါကုတ်ရေးဆိုရဲဒီ Arduino တိုးလေးကိုမြန်မာတိုးလေးကိုသုံးပြီးတော့ဒါ Arduino ကုတ်တူလွယ်လွယ်ကူကူနဲ့ဒါလုတ်ပြသွားတယ် Arduino လွယ်လွယ်ကူကူနဲ့လေးလာ လို့ရအောင်ဒါဖန်တီးပြသွားတယ်ပေါ့နော်ဆိုမေဆိုအနေနဲ့အာရီနိုအဲ့လိုမဟုတ်ဘူးကိုယ်တိုင်ကုတ်တည်းလည်းရေးပြီးတော့တင်းတင်းချာချာလေးလည်းလေးလာခြင်းနဲ့ project တွေလည်းအများကြီးလုပ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကဒီဒီဟာမှာဖန်တီးခင်လုံးဝပေါ့နော်လှုပ်ထားတဲ့တင်တန်းလေးရှိရဲအဲ့ဒီတင်တန်းလေးကိုကျွန်တော်တို့လာတက်လို့ရပါတယ်ပေါ့နော်လာစုံစမ်းလို့ရပါတယ်ဆိုတော့ဘောက်ပိုင်မှာ